အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်နောက်ဆုံးကြားတဲ့သတင်းတွေအရာဆိုရင်တော့ liverpool ကအပြောင်းအရွှေ့မှာမြန်မြန်ဆက်ဆန်လှုပ်ရှားနေတယ်ဆိုတဲ့သတင်းတွေစတင်ပြီးထွက်လာခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော် bild ပေါ့နော်ကျွန်တော်ဒါ german ရဲ့ဒါအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ရင်တော်တော်လေးကိုဒါတီးရရမစိုးဘူးလို့ပြောလို့ရတဲ့သတင်းဌာနတစ်ခုရဲ့ပြောရှုအရာဆိုရင်တော့ liverpool ကဒါ လီဗာကူဆင်ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ Florian Rich ရဲ့အပြောင်းအရွှေ့မှာတော်တော်လေးကိုမြင်မြန်ဆက်ဆက်လှုပ်ရှားလာပြီဆိုတဲ့ပုံစံမျိုးကိုစတင်ပြီးရေးသားထားခဲ့တာတွေ့ရမယ်။ Florian Rich အနေနဲ့အခုလက်ရှိသတင်းတွေအရဆိုရင်တော့ Kola Hala အရဆိုရင်တော့ Liverpool တင်းကပုတ်ကိုရေးရရမှာတိတ်ပြီးခက်ခဲနေတဲ့အနေထားတော့မရှိဘူး။ကစားသမားကလက်ရှိမှာ Germany တင်းကိုပြောင်းကျင်တာမှန်ပေမဲ့အခုလက်ရှိမှာ Bayern Munich နဲ့ Liverpool ကြားတဲ့အခက်ခဲတွေကြောင့်လို့အကဲအသူအနေနဲ့ England ကိုပြောင်းရမယ်ဆိုရင်တော့ Liverpool တင်းကသူ့ရဲ့ destination တစ်ခုနဲ့သူကသတ်မှတ်ထားတာဖြစ်တယ်။ဒါကြောင့်မို့ဒါကျွန်တော် Liverpool တင်းနဲ့အခုလက်ရှိ ှင်မှာ Leverkusen ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Florian Ritz ကိုခေါ်ယူတဲ့အချိန်မှာအရန်ကြီးအခက်အခဲတစ်ခုအနေနဲ့ရှိနေမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သိရတဲ့မှာပါတယ်။ဒါကြောင့်မို့ Liverpool အသင်းကအခုလက်ရှိ BILD ရဲ့အဆိုအရဆိုရင်တော့လာမယ့်ရက်သက်တပတ်အတွင်းမှာ Florian Ritz ရဲ့အပြောင်းအရွှေ့အတွက် Liverkusen နဲ့တရားဝင်စကားပြောတော့မှာဖြစ်ပြီးတော့တရားဝင်ကမ်းလှမ်းမှုတချို့ကိုလည်းပြုလုပ်တော့မှာဖြစ်တယ်ဆိုပြီးတော့ BILD ကရေးသားခဲ့တယ်။လာဒီကွာဒီကိစ္စနဲ့ပတ်သက်ပြီးတာသူ့အနေနဲ့ဒါတရားဝင် confirm ပုံစံမျိုးကိုလုတ်ထားတဲ့ပုံစံမျိုးတော့မတွေ့တာအမှန်ပဲ သူရေးသားနာပုံရဆိုတော့ Liverpool အသင်းကလည်း Florian Risk ကိုခေါ်ယူဖို့အတွက် Bayern Munich အသင်းနဲ့ need to တာတော်တော်လေးကိုအခြေအနေကောင်းနေတဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်အဲ့လက်ရှိမှာလီဗာပူးအသင်းကဒီအပြောင်းအရွှေ့မှာတော်တော်လေးကိုမြင်မြန်ဆန်ဆန်အရွေးတစ်ခုလုပ်နေတာကိုတွေ့ရမယ်။အဲ့လီဗာကူစင်နေနဲ့ဒါကျွန်တော်တို့ Florian Wirtz ရဲ့ Euro တန်းတရာလိုချင်တယ်ဆိုတာအကုန်လုံးသိပြီးသားဖြစ်နေမှာ။ဒါကြီးကတိတ်ပြီးတော့မထူးဆန်းတော့တဲ့ကိစ္စဖြစ်သွားပြီ။ဒါပေမဲ့ဘလို့ပဲပြောပြောလက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင် တော့လီဗာကူစင်နေနဲ့ဒါလက်ရှိမှာအကယ်၍သူ့နေနဲ့ သူ့ရဲ့ကစားသမားကျွန်တော်ကစားသမားကိုရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ဘိုင်ယန်မြူနစ်ကိုရောင်းဖို့အစီအစဉ်လုံးဝမရှိဘဲနဲ့သူတို့နဲ့ပြိုင်ဘက်မဖြစ်မဲ့အသင်းကိုသာရောင်းချဖို့တည်းပြင်ဆင်လာခဲ့တယ်။ကြားထဲမှာလီဗာကူဆင်နဲ့မန်ချက်စတာစီးတီးအသင်းတို့လည်းဒါပုံကူကြီးရောက်အသင်းသတင်းကြသဘောတူညီမှုတစ်ခုရခဲ့ပေမဲ့ကစားသမားနဲ့အသင်းသတင်းအသင်းနဲ့ဒါကြားထဲမှာဒါကျွန်တော်ပုံကူကြီးရရသဘောတူညီမှုမရနိုင်ခဲ့တဲ့ကြောင့်မလို့ဒါမန်ချက်စတာစီးတီးကနောက်ဆုတ်ခဲ့တယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်နေမယ်။ဒါကြောင့်မို့ဒါလီဗာကူဆင်အနေနဲ့ဒါကျွန်တော်တို့ လီဗာပူးစီကကမ်းလှမ်းမှုတစ်ခုရမယ်ဆိုတော့တို့ဒီနေစဉ်းစားသွားမယ်လီဗာပူးကလည်းဒါကျွန်တော်နံပါတ်တော်မပြောပြမယ် BILD ရဲ့အဆိုရဆိုရင်တော့တော်တော်လေးကိုကြီးမားတဲ့ astronomical ပေါ့နော်တော်တော်လေးကိုလမ်းပြန်ထွက်နေတဲ့ကမ်းလှမ်းမှုတစ်ခုကိုလီဗာပူးအသင်းကလီဗာကူဆင်စီကမ်းလှမ်းလာနိုင်တယ်ဆိုပြီးတော့တို့ဒီနေသတ်မှတ်ထားတယ်အဲ့တော့ဒါကျွန်တော်တို့ကောလာဟာလာတွေဖတ်ရဆိုဘယ်လောက်နံပါတ်ဖြစ်နိုင်မလဲဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လီဗာပူးအသင်းကဒါကျွန်တော်လီဗာကူဆင်တောင်းတဲ့ယူရိုတန်းတရာတိုင်းမှာတစ်ချိန်နဲ့ကမ်းလှမ်းမှုပြင်ဆင်ပါလားဒါမှမဟုတ်ဆိုတဲ့စကားလုံးကိုကျွန်တော်သုံးရလိမ့်မယ်ဒါပေမဲ့လက်ရှိမှာဒါလီဗာပူးအ ်သင့်နေနဲ့ဒါကြောင့်ပုံဟီရိုတန်းတရာပုံစံမျိုးကိုတော့ကန့်လန့်မှုကျွန်တော်အနေနဲ့အစီအစဉ်သိမ့်မရှိဘူးလို့မြင်တယ်ကျွန်တော်အနေနဲ့လီဗာပူးသင့်နေနဲ့အကယ်၍ Florian Risk ကိုစတင်ပြီးကန့်လန့်မယ်ဆိုရင်တော့မယူရို45တော့ဆိုယူရို45တော့ဖြစ်ကုန်ပြီအဲ့ဒါနောက်တစ်ယောက်ကျွန်တော်နောက်နောက်တစ်ယောက်ဒီဗီဒီယိုမှာပြောပြမေ့နေ sorry အဲ့ဒါခေါင်းထဲမှာလို့မှတ်ထားရင်ကျွန်တော်မေ့မေ့အဲ့တော့ ်ယူရိုကကျွန်တော်85နဲ့80ကြားလောက်ကိုစတင်ပြီးတော့ Florian Risk ကိုကန့်လန့်မှုရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ Leverkusen ကလည်းဒါကိုတစ်ချက်တော့စောင့်ကြည့်သွားဖို့ရှိတယ်။သူတို့အနေနဲ့ခုလက်ရှိမှာတန်းတရာကလုံးဝ fix ပုံစံမျိုးလိုချင်တယ်ဆိုတာမှန်ပေမဲ့ Liverpool ကရှင်းတယ်ဗျ။ယူရိုတန်း80တန်း85တန်းတန်း80ပုံစံမျိုးကိုတော့ Liverpool အသင်းကအရေးကြတဲ့ပေးသွားမှုပဲနဲ့တခါတဲ့ ဒီကစားသမားကိုအပိသက်ကြောင်းရွှေ့ပုံစံမျိုးပေးသွားမယ်။ဒါကိုလီဗာကူဆင်ကသဘောကျတယ်။သူတို့နဲ့ဒီကစားသမားရဲ့ပတ်စံကိုရရှိခဲ့မယ်ဆိုရင်တော့လာမယ့်လူရာဒီအတွက်ကောင်းကောင်းကြီးအသုံးပြုလို့ရတယ်ဆိုတဲ့ပုံစံမျိုးသူတို့နဲ့တွေ့တယ်။ဒီသတင်းနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့လီဗာကူသင်းနဲ့အရင်မဆန်ပေမဲ့လီဗာကူဆင်ကလည်းအခုလက်ရှိမှာနီးပြအစ်နေရာအတွက်အရစ်တန်ဟတ်ကနီးနေရာကို နီးပြတဲ့ဖြစ်လာဖို့အတွက်တော်တော်လေးကိုရေပန်းစားနေပြီဆိုတဲ့သတင်းတွေတန်တောင်းဖြော်ဖြားစတင်ပြီးတော့ထွက်လာခဲ့ပြီဖြစ်တယ်။အဲ့တော့ဒါ Eric Ten Hag က Manchester United အသင်းကနေ Liverpool ကိုပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်တော့ Liverpool အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာသူတို့အနေနဲ့ဒါ Eric Ten Hag စိတ်ကြိုက်ကစားသမားကိုခေါ်ပေးတာတဲ့ဆိုင်တော့ Eric Ten Hag နဲ့ကိုက်ညီနိုင်တဲ့ကစားသမားကိုခေါ်ယူဖို့အတွက် Liverpool အနေနဲ့ကြိုးစားသွားမှာဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော် Eric Ten Hag ရောက်လာခဲ့မယ်ဆိုရင်ဒီတန်း80တော့ Euro တန်း80တော့ပတ်စံကနည်းတဲ့ပတ်စံဟုတ်မှာမဟုတ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ ်ဒီပုစံသာတစ်ခါတည်းဝုန်းနိုင်ရခဲ့မှာတော်လေးကိုအဆင်ပြေသွားနေအဲ့တော့လီဗာပူးသင်းဘက်ကဒီလိုကန်လန့်မှုကိုတခြားတဲ့တောက်တခြားတဲ့လက်ခံလက်မခံဘူးဆိုတော့သူတို့နေနေတည်တယ်ဂျားတဲ့ကဈေးတစ်ခုဖြစ်တဲ့85 88လောက်နဲ့ဒီအပြောင်းရွှေ့ကပြီးသွားနိုင်မယ်လို့အကုန်လုံးကသတ်မှတ်ထားတဲ့သဘောမှရှိအဲ့တော့ Florian Riz ရဲ့အပြောင်းရွှေ့ကလီဗာပူးကမြန်မြန်ဆန်ဆန်ယူလီယားနေပြီးတော့ဒါမကြခင်ကာလမှာတကယ်ကိုကြမ်းတမ်းတဲ့ကန်လန့်မှုတစ်ခုနဲ့ကန်လန့်လာနိုင်မယ်ဆိုအကုန်လုံးက predict လုပ်ထားခဲ့တယ်တကယ်များကန်လန့်လာခဲ့မယ်ဆိုရင် Liverpool စနေနဲ့ကိုဘယ်လိုမျိုး react လုပ်ဖို့ရှိတယ်ခုနကပြောလိုပဲဒါလီဗာပူးသင်းနဲ့ Euro တန်တရာပုံစံမျိုးကန်းလန်းမှုလုပ်ဖို့အတွက်စာရင်နဲ့စာရင်တော့သူတို့နဲ့ Euro တန်း85ဒဏ်နဲ့80ကြာပထမဆုံးနေတာကျွန်တော်တို့ testing the water ရေလေးကိုအရင်စမ်းကြည့်မယ် EMA ပေါ့နော်ပြီးတော့မှဒါကျွန်တော်ရေကူးဖို့သူတို့စဉ်းစားမယ်ဆိုတော့ကိုလီဗာပူးတင်းနေနဲ့နင်းသွားမယ်လို့ကျွန်တော်နေနေမြင်တယ်အဲ့တော့လီဗာပူးတင်းကဒါကျွန်တော်ဒီနှစ်ရဲ့အကြီးမားဆုံးပြောင်းရွှေ့မှုကို Florian Risk ကိုသူသတ်မှတ်လိုက်ပုံရပါပြီဒီတိုင်းဆိုအဲ့တော့သူတို့အနေနဲ့ဒါတိုက်စစ်မှုကိုဆက်လက်ပြီးတော့ခေါ်မလားမခေါ်မလားကျွန်တော်နေသိပြီးတော့မသိတော့ဒါကျွန်တော်လည်းမှန်းလို့တော့တော်တော်လေးကိုမရတော့ဘူးဒါပေါ့ဆိုအကယ်၍ဒါခုနကပြောလို့ယူရို85 80လောက်ဒါတုံးခဲ့မယ်ဆိုရင် maybe သူတို့နဲ့ Hugo Archetype လို့ဇာတ်သမားမျိုး60လောက်ထပ်သုံးနိုင်တဲ့နေသားမှရှိတယ်။တကယ်တော့ဟိုးလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကဒါကျွန်တော်တို့နှစ်နှစ်လောက်ကပေါ့နော်။အဲ့ဒါ Arsenal နဲ့ Declan Rice ကိုခေါ်ပြီးတော့ Harvest ကိုခေါ်ခဲ့တဲ့အတွက်ဒါပေမဲ့တေချာတကူက Florian Risk ကို Liverpool သင်စတင်ပြီးခေါ်မယ်ဆိုရင်တော့ Isak ကိုခေါ်ယူဖို့ကတော်တော်လေးကိုခက်ခဲသွားမယ်။ Isak ကိုလည်းလက်ရှိမှာဒါကျွန်တော်တို့ကျွန်တော်ထင်တာပေါ့နော်။ Liverpool သင်က Isak ကိုဘာလို့အာယုံလွှဲလိုက်လဲဆိုတော့သူ့အနေနဲ့မတေချာမရေရာတဲ့စာရင်တော့တေချာရေရာတဲ့ကိစ္စတွေကို Liverpool သင်သွားရမယ်။အဲ့ဒါကတော့ဟိုနောက်ပေါ့လို့ပဲ Mark Hughes တို့ Richard ဘာလဲ။ဒါလည်းဘာလို့ Mark Hughes တို့ဘာလို့ ူးကျွန်တော်တို့ Michael Edwards တို့ရဲ့အကွက်ကအဲ့ဒါကျွန်တော် Liverpool မှာနောက်တစ်ချက်ကြိုက်တာကဒါမျိုးသူတို့เนี่ยသူတို့တည်ကြတဲ့အရာတကူသူတို့ bargaining chip လုပ်တယ်မတည်ကြရသူတို့တော့အဲ့တော့ Isaac ရဲ့အပြောချက်ပဲသူတို့ဒါဆိုရင်တော့နှုတ်ထွက်လိုက်ပုံရပြီလို့ကျွန်တော်ရဲ့အမြင်မှာကျွန်တော်ကတော့ပုတ်ပွင့်လေးလေးမြင်ပြီးရတယ်မှာပါတယ်အဲ့တော့ဒီအားလေးဆက်ဆက်လက်ပြီးပြောရမယ်ဆိုတော့ Liverpool တင်းတဲ့အခုလက်ရှိမှာပုတ်ကိုရရရသဘောတူညီမှုရထားတဲ့ကစားသမားတယောက်ကိုလည်းမကြခင်မှာသူတို့เนี่ยတရားဝင်ကမ်းလှမ်းမှုတကူပြုလုပ်တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီ ဒါလက်ရှိမှာမေလိုကရာကက်စ်ကိုလီဗာပူးတင်တဲ့ပုံကူရေးရသဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းတွေကတော်တော်လေးကိုကြေကြေလောင်လောင်ထွက်လာခဲ့ပြီဖြစ်တယ်။ကျွန်တော်ကိုယ်တိုင်လည်းတင်ဆက်ပြီးပြီဖြစ်လိမ့်မယ်။အဲလက်ရှိမှာလီဗာပူးတင်တဲ့ဒီလိုပုံကူရေးရသဘောတူညီမှုရထားတဲ့ကစားသမားကိုမကြခင်မှာတရားဝင်ကမ်းလှမ်းမှုပုံစံမျိုးလီဗာပူးကစတင်ပြီးလှုပ်လာမယ်လို့သိရတဲ့မှာပါတယ်။လက်ရှိမှာမေလိုကရာကက်စ်ရဲ့အပြောင်းအရွှေ့အတွက်ဘုံမောက်တင်တဲ့ပေါင်55တန်ပတ်ချာလဲဝင်ကျင်ကြနဲ့ပေါင်တန်50ဝင်ကျင်ကြလို့ရှိတယ်။လီဗာပူးရဲ့ပထမဆုံးကမ်းလှမ်းမှုကတော့ပေါင်တန်30နဲ့35တန်ပတ်ချာ ာလဲဝိညာဉ်ညာဖြစ်မယ်ဆိုပြီးတော့ဒါကောလာဟာလာသတင်းတွေကသိရတယ်မှာပါတယ်။တေချာတကူက valuation ကပထမဆုံးကမ်းလှမ်းမှုနဲ့ဒါကြောင့်တစ်ဖက်အသင်းလူအချက်တွေက10နဲ့လောက်အမြဲတမ်း comment ထားမှာရှိတယ်။အဲ့တော့ Liverpool အသင်းဘက်ကတော့ရှင်းတယ်ဒါမီလိုကရာကက်စ်ကသူတို့ကနံပါတ်1ပြမဖြစ်တဲ့ဒါပေမဲ့လက်ရှိမှာလီဗာပူးတင်းကမီလိုကရာကက်စ်အတွက်ဘာလို့အမြန်ဆုံးအလုပ်လုပ်နေလဲဆိုတော့မီလိုကရာကက်စ်ကိုမန်ချက်စတာစီးတီးအသင်းကပါမျက်စောင်းထိုးလာလို့ဖြစ်တယ်မန်ချက်စတာစီးတီးအသင်းကခုလက်ရှိမှာမီလိုကရာကက်စ်ရဲ့အပြောင်းအရွှေ့မှာတစိတတိသားအနေနဲ့တည်ကြတဲ့အတိုင်းပဲလား တစိစိဒေသအနေနဲ့ကောလာဟာလာဒီအရာဒါကျွန်တော်ဂျရက်ခွန်စာကူတောင်ထည့်ပေးသွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါလီဗာပူးသင်းနဲ့ဒါပတ်စံအများကြီးမတုံ့ပြန်ကြောင်းဘုံမောက်ကိုခွန်စာများယူမလားဆိုပြီးကန့်လန့်မှုတွေလည်းရှိလာနိုင်တယ်ဆိုပြီးတော့ဒါလီဗာပူးသတင်းတွေဘက်ကနေကောလာဟာလာရသိရတယ်မှာပါတယ်။ခွန်စာကတော့ခုလက်ရှိမှာသူကဘုံမောက်သင်းကိုပြောင်းရွှေ့ချင်တာတဲ့ဆိုင်သူ့ကိုအလိုရှိနေတဲ့ညူကာဆယ်ယူနိုက်တက်အသင်းကသူကအဓိကပြောင်းရွှေ့ချင်နေတယ်။အဲ့တော့ညူကာဆယ်အသင်းကခွန်စာသို့မဟုတ်ဂျူဂိုမက်စ်ကိုလာမဲ့နေရာဒီမှာခုတ်ကိုခေါ်နေတဲ့တယ်မှာပါ။အဲ့တော့ လီဗာပူးတင်းနဲ့မီလိုကရာကက်ရဲ့ပထမဆုံးကမ်းလှမ်းမှုကိုဘုံမောင်တင်းကပယ်ချဖို့ရခိုင်လို့များနေစေဖြစ်တယ်။ဒါပေမဲ့လီဗာပူးတင်းကဒါကိုလုံးဝလက်လျှော့သွားမှာမဟုတ်ဘဲနဲ့မီလိုကရာကက်ရဲ့အပြောင်းအရွှေကိုအားဆိုင်ပြီးလှုပ်ဆောင်သွားမယ်။မီလိုကရာကက်ကိုလည်းခုလက်ရှိချိန်မှာမန်ချက်စတာစီးတီးအသင်းကတရားဝင်ဝင်ရောက်ပြီးတော့ဆွေးနွေးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့မီလိုကရာကက်ရဲ့အပြောင်းအရွှေမှာဒါ လေဘဘူးတင်ကမြန်မြန်ဆက်ဆက်အလုတ်လုတ်သွားဖို့လူတွေဆိုတဲ့သတင်းတွေကိုတော့တောက်လျှောက်တက်နေတာပဲဖြစ်တယ်အဲ့တော့ပြောချင်တာလေဘဘူးတင်ကအခုလက်ရှိမှာမြန်မြန်ဆက်ဆက်အလုတ်လုတ်ဖို့တဲ့ကစားသမားနှစ်ယောက်ကိုကြိုးစားနေတယ်အထုံချုံပြောရမယ်ဆိုရင် Florian Wistress ဆိုတဲ့ Euro 85နဲ့80ကြာပထမဆုံးကမ်းလှမ်းမှုတစ်ခုနဲ့ Astronomical Offer တစ်ခုနဲ့လုတ်သွားမယ်ဒုတိယမြောက်ကတော့ Milo Krakas ရဲ့အပြောင်းရွှေ့အတွက်လေဘဘူးအတင်ကဒါကျွန်တော်ပေါင်40ဟိုပေါင်တန်30နဲ့35တန်ပတ်ချာလဲဝင်းကျင်ကြကမ်းလှမ်းမှုတစ်ခုလုတ်သွားအဲ့တော့လေဘဘူးကဒါကျွန်တော်လာမယ့်ရသက်တစ်ပတ်အတွင်းမှာကမ်းလှမ်းမှုတွေနဲ့တော်တော်လေးကိုအလုတ်ရှုပ်ဖို့အတွက် ပြင်ဆင်လာနိုင်မယ်ဆိုတဲ့သတင်းတွေကိုထွက်ပေါ်ရင်းနဲ့ဒီနောက်မှာကျွန်တော်တို့နားကြည့်ပါရစေ။ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV for you တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မင်းများလေးလက်ကလက်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလေး Youth Sport Media 3.0နဲ့ TV for you ရဲ့ link လေးကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မင်းများလေးလက်ကလက်ဖို့မမေ့ကြပါနဲ့။မင်းများလေးကလက်မှာမင်းများနာဖြစ်ပါတယ်။ အောက်က comment တွေမှာလည်း youth sport media 3.0နဲ့ db4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန် clip မြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျော်တော်ကွန်ပြူပါဗျ div4u ဗျ